ဟယ်လိုအားလုံးမင်္ဂလာပါဖူဖော်မန်ချန်ကနေကြိုဆိုပါရစေမန်ချက်စတာယူနိုက်တက်ကတော့လာမက်နူယာဒီအပြောင်းရွှေ့တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့အားဖြစ်နိုင်ဖို့နဲ့ပတ်သက်ပြီးလက်ရှိဥပန်ဟန်တန်တင်းရဲ့တိုက်စစ်ကစားမဖြစ်သူမက်ဒီယက်စ်ကွန်ညာကိုခေါ်ယူဖို့အတွက်အင်မတန်နှိစက်မှုတွေရှိလာနေပါပြီဒီအက်သလက်တစ်ရဲ့ report အရဆိုလို့ရှိရင်ဇွန်လ၁ရက်နေ့အပြောင်းရွှေ့စပြီးတော့ဖွင့်တဲ့နေ့မှာပဲမန်ချက်စတာယူနိုက်တက်ကဥပန်ဟန်တန်နဲ့ပေါ့နော်ဒီသဘောတူညီမှုရသွားပြီးတော့ကစားမဖြစ်သူကိုအပြောင်းရွှေ့မှာခေါ်ယူနိုင်ဖို့အတွက် ကျွန်တော်အချိန်ကြီးကောင်းသွားဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒီနေရာမှာကစားမိုင်းနဲ့ပုပ်ကိုရေးဆံရသဘောတူညီမှုတွေကပြဿနာမရှိသလိုဆွေးနွေးမှုတွေကလည်းနောက်ဆုံး final stage ကိုရောက်နေပြီလို့ကျွန်တော်သိရတယ်။ဒါအပြင် Sky Sport တို့ဘာလို့ရဲ့ report တွေဆိုလို့ရှိရင်လည်းဒီတစ်ပတ်ကျွန်တော်ကစားမဲ့ Premier League နောက်ဆုံးပွဲစဉ်38ပြီးတာနဲ့ကျွန်တော်တို့ဒီအတင်းရဲ့ဘက်ကပေါ့နော်ကစားမဖြစ်သူကိုအတင်းကိုပြောင်းလာဖို့အတွက် official ကြီးညာနိုင်မယ်ဆိုတဲ့သတင်းမျိုးတွေလည်းကျွန်တော်တွေ့နေရတယ်။ဒီ Athletic ကတော့လက်ရှိကလပ်တင်းတစ်ခုကြာဆွေးနွေးနေတာက အပြောင်းရွှေ့ပြောင်းရွှေ့ကြီးပေါ့နော်ဒါအပြင် ပြောင်းရွှေ့ကြီးကမှဘယ်လူမျိုးပြီးချီသွားမလဲဆိုတဲ့ payment structure ဘိုင်းတွေပဲဆွေးနွေးနေတာလို့ကျွန်တော်သိရတယ်။ Uber Uber Hunter ရဲ့ဘက်ကတော့အကယ်လို့ကုညာကိုလိုချင်နေဆိုလို့ရှိရင်သူတို့ရောင်းချမှာဖြစ်တယ်လို့လက်ရှိအပြောင်းရွှေ့ပြီးချီဘူးနဲ့ပတ်သက်ပြီးတော့လေလက်ရှိစာချုပ်ပါယိုကြီး Euro 60လာလားတန်း60ကို United အနေနဲ့3ချိန်တိတိပေး ွဲပြီးတော့ပေးလို့ရတယ်ဆိုတဲ့ပုံစံမျိုး option တစ်ခုဖြစ်သလိုလမ်းခွင့်လမ်းဖွင့်ထားတယ်ပထမဆုံးစာချုပ်ချုပ်တဲ့နေရာမှာအတိုင်းအတာတစ်ခုကြီးကျွန်တော်တို့ပြရမယ်ဒါအပြင်နောက်ထပ်နှစ်နှစ်ဒါကျွန်တော်တို့သာနှစ်ခါခွဲပြီးတော့ပေးလို့ရတယ်ဆိုတော့ payment structure တွေပဲ Wolverhampton နဲ့ Manchester United ရဲ့ဂျာထဲမှာကျွန်တော်တို့ဆွေးနွေးရတော့မယ်ဆိုတော့အဲ့ဒါအဆင်ပြေသွားပြီဆိုတာနဲ့ဒီကစားမဖြစ်သူရဲ့အပြောင်းအရွေးကပြီးပြီဆိုတော့ Matthias Cunha ကိုခေါ်ဖို့အတွက် Manchester United ကအရာအလုံးအဆင်ပြေနေတဲ့အခြေအနေမျိုးပါ ဒါအပြင်ကွန်ညာကိုတိုင်းကလည်းလက်ရှိယူရိုပါလိရသည်ဖြစ်စီမရသည်ဖြစ်စီမန်ချက်စတာယူနိုက်တက်ကနေပြီးတော့သူ့ကို present လုပ်ခဲ့တဲ့အသင်းရဲ့ project တွေနဲ့ပတ်သက်ပြီးတော့သူသဘောကျတယ်။ယူနိုက်တက်ဘက်ကနေပြီးတော့ဟိုပြလာတာတွေနဲ့ပတ်သက်ပြီးတော့သူတော်တော်လေးအဆင်ပြေတဲ့သဘောကျတယ်။ဒါကြောင့်လည်းပဲယူနိုက်တက်ကိုပြောင်းဖို့အတွက်အဆင်သင့်မယ်ဆိုတဲ့သတင်းတွေကျွန်တော်ကြားထားရတာ။ဆိုတော့ Matthias Cunha ဒီ Manchester United ရဲ့ဒီနေရာဒီအပြောင်းရွှေ့မှာပထမဆုံးခေါ်ယူနိုင်တဲ့ကစားမတယောက်ကျွန်တော်သာဖြစ်လာဖို့ရှိရပေါ့ဗျာ။ ဆိုတော့ဒါသတင်းကောင်းမှာ United တို့တော့ကျွန်တော်တို့ဒီသူများအသင်းအနေနဲ့အပြိုင်တိုက်စစ်တွေကိုဟိုဒီအသင်းရဲ့လက်ရှိလူစင်းတစ်ခုလုံးကိုအပြောင်းလဲလုပ်ဖို့ကြိုးပမ်းနေတဲ့အခြေအနေမျိုးမှာအပြောင်းရွှေ့ကကျွန်တော်နောက်ကျနေလို့ကျွန်တော်မရဘူးပေါ့နော်ချန်ပီယံဖြစ်တဲ့အသင်းတွေရဲ့ဘက်ကတော့မှသူတို့ကိုယ်တိုင်ကစားမားတွေကိုအတီးတီးခေါ်နေတဲ့အချိန်ချန်ပီယံစ်လိမှာအတိုင်းအတာတစ်ခုထိရောက်ခဲ့တဲ့အာဆင်နယ်တို့ကကစားမားတွေအားဖြစ်နေတဲ့အချိန်နော်မန်ချက်စတာစီးတီးတို့ကတန်း200လောက်ဇန်နဝါရီမှာတုံးထားတာနေမကဘူးနှွေမာလဲထက်ပြီးတော့ တုံးဖို့ကြိုးပမ်းနေတဲ့အချိန်ဆိုတော့အရာအလုံးဟာအပေါင်းလက္ခဏာကိုစီကျွန်တော်ရှိနေတဲ့အချိန်မျိုးမှာ United အတွက်ဒီအဆင့်16မှာဝဲလည်နေခဲ့ပြီးတော့အကုန်လုံးကအောက်ကျနောက်ကျဖြစ်နေတဲ့ပုံစံမျိုးအခုဆိုလို့ရှိရင်ကုညာကိုခေါ်ဖို့အတွက်တော်တော်အချိန်ကြီးကောင်းနေပြီဆိုတာပုံမှန်ပြောင်းရွှေ့ရာသီနဲ့ကျွန်တော်ရှင်းမယ်ဆိုလို့ရှိရင်အများကြီးထိရောက်မှုရှိတဲ့အပြောင်းရွှေ့ရာသီလို့ပြောလို့ရတယ်ဒီထက်ပိုပြီးတော့တိုက်စစ်မှုတွေလည်းသူတို့ထပ်ခေါ်ဖို့ရှိတယ်ဒါအပြင် Nero နံပါတ်10တွေလည်းထပ်ပြီးတော့ခေါ်ဖို့ရှိတယ် တော့အပြောင်းအရွှေ့ကတော့ PPG နဲ့တော့ကျွန်တော်တို့အတွက်မျောလင့်ချက်ထားเสียဖြစ်လာပြီပေါ့လေဆိုတော့အကယ်လို့ Europa League Final ကိုကျွန်တော်တို့ဒါချန်ပီယံဖြစ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်အများကြီးပိုကောင်းတဲ့အပြောင်းအရွှေ့တွေကိုကျွန်တော်တို့ဒါမျောလင့်လို့ရပါတယ်ဒါကြောင့် Matthias Cunha ကတော့မင်းမင်းဘလို့ပဲဖြစ်ဖြစ် United ကိုပြောင်းလာမယ်ကစားမမျိုးလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့လာမယ့်ရက်ပိုင်းအတော်တွင်းမှာကိုပဲ Cunha နဲ့ Manchester United ရဲ့ကြားကအပြောင်းအရွှေ့ကဏ္ဍကသဘောတူညီမှုရဖို့အတွက်ကျွန်တော်ကြီးညာတာတွေတော့မှတွေ့နေတဲ့အချိန်မျိုးပါ Fabrizio Romano တို့ဆိုလို့ရှိရင်တော့ ကစားမဖြစ်သူနဲ့ဆွေးနွေးမှုတွေမှာလည်း final stage ကိုရောက်နေပြီးတော့ကလပ်တင်းတစ်ခုကြားဆွေးနွေးမှုတွေကလည်း payment structure တွေကိုပဲဆွေးနွေးနေရတယ်။အဲ့ဒါပြီးပြီဆိုတော့ ਨੇ he we go မယ်ဆိုပြီးတော့ပြောထားတယ်။ဒါကြောင့်ဗောနော်ကွန်ညာသည် Manchester United ရဲ့ကစားသမားဖြစ်လာဖို့အတွက်ကြာနှုန်းတော်တော်ကိုများနေပါပြီ။ဒီပုံစံတိုင်းဆိုလို့ရှိရင်တော့ရက်ပိုင်းတော်တွင်ပဲကျွန်တော်လူတာ United ရဲ့ကစားမကွန်ညာဖြစ်ကျွန်တော်မြင်ရတော့မယ့်အချိန်မျိုးပါ။ဆိုတော့ညီကတို့အနေနဲ့ရော Matthias ကွန်ညာကို Manchester United ခေါ်ဖို့အတွက်နှိစက်မှုတွေရှိနေတာဟာ အသင်းအတွက်တင့်တော်မှန်ကန်တဲ့အပြောင်းအရွှေ့ဖြစ်မယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါဦးကြည့်ရှုပါပြီတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်